အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုဝင်ဘာလ17ရက်နေ့အတွက်မိုးလေဝသခံမှန်းချက်တွေနဲ့မြမပြည်ရဲ့မုံတိုင်းလွန်မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားပါမယ်ပထမဦးစွာပင်လယ်ပြင်မှာဖြစ်ပေါ်လျက်ရှိတဲ့လေထုမကြိမ်မသက်အခြေအနေများနဲ့မိုးကုန်တော့မဲ့မြန်မာနိုင်ငံရဲ့အခြေအနေကိုတင်ဆက်ပေးခြင်းပါတယ်ဖိလစ်ပိုင်နိုင်ငံကို category 4အဆင့်တိုင်ဖုန်းမုန်တိုင်းအဖြစ်ဝင်ရောက်တိုက်ခတ်ပြီးနိုဝင်ဘာလ12ရက်နေ့မှာတောင်တရုတ်ပင်လယ်တွင်းသို့ဝင်ရောက်လာမဲ့တိုင်ဖုန်းမုန်တိုင်းဖန်ဝန်ဟာ category 1 typhoon မုန်တိုင်းအဖြစ်အဆင့်လျော့ကျသွားပြီးမြောက်ဘက်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာထိုင်ဝမ်ကျွန်းသို့ဦးတည်နိုင်ကြောင်းတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်ော်မှာထူးခြားတဲ့မိုးလေဝသအခြေအနေဖြစ်ပေါ်ရန်မရှိတော့ပါဘူး။တောင်တရုတ်ပင်လယ်နောက်တောင်ပိုင်း Vietnam, Brunei နဲ့မလေးရှားကျွန်းတွေကြားပင်လယ်မြေမှာနိုဝင်ဘာလ18ရက်တွင်လေပွေလှိုင်းမှာလေပြင်းအားနဲ့ရုံဝန်ဖြစ်ပေါ်လာရန်ရှိပါမယ်။မုန်တိုင်းဆင့်ထီရောက်မလာနိုင်ပေနိုဝင်ဘာလ19ရက်20ရက်နေ့မှာပြတ်ပြဲသွားနိုင်ပါတယ်။ ဒီအခြေအနေတွေကြောင့်မြန်မာနိုင်ငံဘက်သို့တက်ရောက်မှုလုံးဝမရှိနိုင်တဲ့အတွက်နိုဝင်ဘာလ16ရက်နောက်ပိုင်းမှစတင်ပြီးမိုးရွာသွန်းမှုရပ်တန့်ကကြံရှိတဲ့မိုးလွန်ကာလအတွင်းဖြတ်မိုးအခါလွန်မိုးရွာသွန်းမဲ့အခြေအနေများလည်းမရှိနိုင်တော့ပါဘူးမုတ်တုံဆုတ်ခွာရက်အနေနဲ့အော်တိုဘာလ16ရက်မှနိုဝင်ဘာလ30ရက်ထိကိုမိုးလွန်ကာလလို့သတ်မှတ်ထားပါတယ်မိုးကုံဆောင်းကူကာလနိုဝင်ဘာလ17ရက်မှ18ရက်အတွင်းအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမွန်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နေပြည်တော်ကောင်စီနယ်မြေကယားပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာခုနှစ်ရက်အတွင်းမိုးရေချိန်တစ်လက်မှအထက်မှသုံးလက်မှအထက်ထိမိုးရေချိန်ရရှိနိုင်သေးကြောင်းကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်လို့မိုးလေဝသပညာရှင်ဆရာဦးဝင်းနိုင်ကခန့်မှန်းထားပါတယ် အခုဆက်လက်ပြီးနိုဝင်ဘာလ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာများသောအားဖြင့်တာယာနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေကကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်အင့်မှတိမ်ထူးထပ်နေပါတယ်။ယနေ့ညနေထိခံမှန်းချက်ကတော့တနင်္သာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မွန်ပြည်နယ်မှာနေရာကျကျနဲ့ရန်ကုန်တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြေဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းပါမယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအထင်တင်ရှိပါမယ်။လှိုင်းမြမမြမကန်ရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ချမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်လျော့နေနိုင်ပါတယ်။နေပြည်တော်နဲ့ဤတဝိုက်တွင်ယနေ့ညနေထိခံမှန်းချက်ကတော့တိမ်အသင့်တင့်ဖြစ်ထွန်းပါမယ်။ရန်ကုန်မြို့နယ်ဤတဝိုက်တွင်ယနေ့ညနေထိခံမှန်းချက်ကတော့တိမ်အသင့်တင့်ဖြစ်ထွန်းပါမယ်။မန္တလေးမြို့နယ်ဤတဝိုက်တွင်ယနေ့ညနေထိခံမှန်းချက်ကတော့တိမ်အသင့်တင့်ဖြစ်ထွန်းပါမယ်။အခုဆက်လက်ပြီးမြေကြီးအခြေအနေများကိုတင်ပြပေးသွားပါမယ်။ 6နိုင်ခွဲချင်းတိုင်းထွာချက်အရမြေကြီးနာမြို့ရဲ့မြေဟာနှစ်လက်မှခံထက်ကြပါဗျ။မြေကြီးနာမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ဟာ31.8ဒဂရီဆယ်စီယပ်ရှိခဲ့ပြီးယနေ့အနှိမ်ဆုံးအပူချိန်က18.3ဒဂရီဆယ်စီယပ်ဖြစ်ပါရခင်ဗျာ။မြေကြီးနာမြို့ရဲ့မြေဟာဆိုးရိမ်ရေမှ1200စင်တီမီတာသို့ရောက်ရှိဖို့အတွက်899စင်တီမီတာ29ဘီခွဲခန့်အလိုမှာရောက်ရှိနေပါဗျ။မြေကြီးအတက်ကြပုံမှန်အနေထားခန့်မှာရှိနေပါမယ်။ ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ AR မြစ်ထပ်ပိုင်းမှာမိုးအားအနေငယ်ရှိနေပါတယ်။ရံဖန်ရံခါ AR မြစ်ဆောင်ထပ်ပိုင်းမှာနေရာကွက်ကြားမိုးရွာသွန်းခြင်းများဆက်တိုက်နေပါလာနိုင်ပါပြီ။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြစ်ထပ်ပိုင်းမေခမြစ်နယ်မလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနေငယ်သာရှိနေပါတယ်။ AR မြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက် မြေကမ်းဤမြေနိုင်ဒေသများနဲ့မြေနူးကျွန်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါရစေ။ချင်းရွှေမြေရဲ့ချင်းများကို တင်းသွားတင်ပြပေးကြပါရစေ။စတရရဲ့စတလ2025ရနေ့6နာရီခွဲချိန်တိုင်းထွာကြရခန္ဒီမြို့ရဲ့မြေရေဟာအနှုတ်1စင်တီမီတာတက်လက်မှခံထက်ကြပါရစေ။ 17ရက်17လ2025ရက်နေ့6နာရီခွဲချိန်တိုင်းထွာကြရမုံရမြို့ရဲ့မြေကြီးဟာအနှုတ်17စင်တီမီတာလေးလက်မှခံထက်ကြပါတယ်။ခန်းဒီမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဟ ோம் မလင်းမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဖောင်းပြင်းမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မော်လိုက်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ မင်းခင်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ကဏီမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါဦးမယ်။မုံရမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါဦးမယ်။ဆက်လက်ပြီး ARD မြေကြီးအခြေအနေများကိုတင်ပြပေးပါမယ်။ဗမော်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါဦးမယ်။ရွှေကူမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါဦးမယ်။ကတာမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါဦးမယ်။ ထီးကြိုင်မြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။တပိတ်ချင်းမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။မန္တလေးမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။စကိုင်းမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။မြင်းမှုမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။ပခုတ်ကူမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။ညောင်ဦးမြို့မှာမြေရည်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါအောင်မယ်။ ချောင်းမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါဦးမယ်။မင်းမှုမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါဦးမယ်။မကွေးမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြဆင်းနေပါဦးမယ်။အောင်လံမြို့မှာမြေရည်အတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ပြည်မြို့မှာမြေရည်အနေငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်တနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။စိတ်သားမျိုးမှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်တက်နေပါဦးမယ်။ ဟင်္ဒရာမြို့မှာမြေကြီးဖြည့်ဖြည့်ချင်းဆက်လက်တက်နေပါအောင်မယ်။ဇလုံမြို့မှာမြေကြီးဖြည့်ဖြည့်ချင်းဆက်လက်တက်နေပါအောင်မယ်။အခုနောက်ဆုံးအနေနဲ့မုံတိုင်းဖန်ဝန်အရှင်ကြောင့်မြမပြည်တလွားမိုးရှိနိုင်အောင်မယ့်ဒေတာတချို့ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတွင်းမှာရှိတဲ့လင်းခေခရိုင်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းခရိုင်ချို့မှာတော့မိုးနဲ့ငယ်မှာမိုးအင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ကြားပြည်နယ်တွင်းမှာရှိတဲ့လွိုက်ကောခရိုင်ဒီမောဆုခရိုင် ဘောလခဲခိုင်နဲ့မဲဆက်ခိုင်တို့မှာမိုးနှိမ်ငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးနေရာအချို့မှာတော့မိုးနှိမ်ငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ရေအော်ဒီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ခိုင်အချို့မှာတော့မိုးနှိမ်ငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ဖာပုံခိုင်၊လိုင်းပွဲခိုင်၊ဖအံခိုင်ကြိုင်စိတ်ကြီးခိုင် မြရီခိုင်နဲ့ကော့ဂရိတ်ခိုင်တို့မှာမိုးနှင်းငယ်မှာမိုးအတင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။မွန်ပြည်နယ်အတွင်းမှာရှိတဲ့ကြိုက်ထုံခရိုင်တထုံခရိုင်မော်လမြိုင်ခရိုင်နဲ့ရေးခရိုင်တို့မှာမိုးနှင်းငယ်မှာမိုးအတင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးတွင်းမှာရှိတဲ့တဝဲခရိုင်ဘိတ်ခရိုင်ပုတ်ပြင်းခရိုင်နဲ့ကော့တောင်းခရိုင်တို့မှာမိုးနှင်းငယ်မှာမိုးအတင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။ တိုင်ဖုန်းမုန်တိုင်းဖန်ဝေါင်အဆင့်တက်ဟာလေတိုက်နှုံ120ကီလိုမီတာမှ အမြင့်ဆုံးလေတိုက်နှုံ150ကီလိုမီတာခန့်တိုက်ခတ်ကာအနောက်မြောက်ဘက်နဲ့မြောက်ဘက်ကို10ကီလိုမီတာနှုံဖြင့်ဆက်လက်ရွေ့လျားသွားပါမယ်။တိုင်ဖုန်းမုန်တိုင်းဖန်ဝေါင်မိုးတိမ်တိုက်များအချိန်ကြောင့်တရုတ်နိုင်ငံကွမ်တုံးပြည်နယ်အရှေ့ဘက်ကန်ရန်တလျှောက်ဖူကျန်းပြည်နယ်နဲ့ကျဲကျန်းပြည်နယ်ကန်ရန်တလျှောက်နေရာများနဲ့ကုန်းတွင်းပိုင်းနေရာချို့မှာနေရာစိတ်စိတ်မိုးနှင်းငယ်မှမိုးအင့်တင့်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးကြီးနိုင်ပါမယ်။ တိုင်ဖုန်းမုန်တိုင်းဖန်ဝောင်အချိန်မှလွင့်ထက်လာသောမိုးတိမ်တိုင်းများမှာထိုင်ဝမ်ကျိုးနေရာနှံ့ပြားထိုင်ဝမ်ကျိုးနေရာနှံ့ပြားမှာမိုးနှဲငယ်မှမိုးအသင့်တင့်နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ